ပေါင်ပေါင်းတွေကိုလူရင်ရားနဲ့နဲ့ခင်မီဆက်ကြီးတွေများများနဲ့တပတ်ကိုအခု ရေ1.5တန်းလောက်အထိအခုလိုထုတ်လုပ်နေတယ်။ပရိသတ်များအလုံးမဲမင်္ဂလာပေါ့မြောက်ဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီ။ပေါင်ပေါင်းတွေကကျွန်တော်တို့နေ့စဉ်ဇာတ်သုံးနေကြတဲ့ဇားစရာတမျိုးဖြစ်ပါရီ။ကျွန်တော်တို့တွေပဲဇားတာတော့မဟုတ်ပါဘူး။တကဘာလုံးမှာပေါင်ပေါင်းကမရှိမဖြစ်ဇားစရာတမျိုးဖြစ်ပါရီ။တကြုံနိုင်ငံတွေအတွက်ဆိုရင်တော့ပေါင်ပေါင်းကိုနေ့စဉ်ဇာတ်သုံးကြတာပါ။သူတို့ရဲ့ရိုးရအစားအသောက်လို့ကိုဖြစ်နေကြပါပြီ။ ဒါကြောင့်မေနေ့စဉ်ပေါင်မုံလိုအပ်ချက်တွေအများကြီးရှိနေပြီးတော့ပေါင်မုံထုတ်လုပ်ရေးစက်ရုံတွေကလည်းခင်မီစက်ကြီးအနေနဲ့အမြောက်အများကိုထုတ်လုပ်နေကြပါတယ်။ဒီကနေ့ရဲ့ဗီဒီယိုမှာတော့နေ့စဉ်ပေါင်မုံအလုံးကြီးထောင်ပေါင်းများစွာကိုစက်အင်အားနဲ့ထုတ်လုပ်နေတဲ့စက်ရုံကြီးတစ်ခုကိုအတွင်ပိုင်းမြင်ကွင်းတွေတင်ဆက်ပေးလိုက်ပါရမညာ။ပေါင်မုံတွေကိုလှည့်ဖြတ်ထားတဲ့ပုံစံနဲ့စတင်ထုတ်လုပ်ခဲ့တာ1928ခုနှစ်ကတည်းကပါ။လှည့်ဖြတ်တဲ့စက်ကိုအဲဒီချိန်ကတည်းကတည်ထွင်နိုင်ခဲ့တာပါ။လှည့်ဖြတ်ထားတဲ့ပေါင်မုံတွေကရိုတုတ်စားမလားပေါင်မုံကျုပ်ကျော်လှုပ်ရှားမလား အသားတွေညှက်ထည့်ပြီးတော့ဆန်ဝစ်လှုပ်ရှားမလားအလွယ်တကူရှိလာတာကြောင့်လူကြိုက်အရန်များပြီးတော့အောင်မြင်ကြတာပါအဲ့ဒီကနေစလို့ပေါင်ပေါင်းထုတ်လို့ရေးတွေကခင်းနေလျော်ညီစွာစမ်းတက်လာခဲ့ကြပါတယ်အရာမပေါင်ပေါင်းထုတ်လို့ရေးစဲုံကြီးတွေကဆိုရင်တပတ်ကိုဂျုံမုံတန်ချိန်ထောင်ထဲရှိအောင်ကိုအသုံးပြုကြရပါတယ်အဲ့လိုအချိန်တစ်ပတ်အတွင်းမှာပဲပေါင်ပေါင်းအလုံးပေါင်းတသန်းခွဲလောက်အထိကိုထုတ်လုပ်နိုင်ပါတယ်ပေါင်ပေါင်းလှုပ်ဖို့အတွက်အရင်ဦးဆုံးဂျုံမုံညက်တဲ့ရေကိုတင့်တော်အောင်ရောဆက်ပြီးတော့တမအောင်နေချပေးရပါတယ် ဒါမဲ့ခင်မီဆက်တီနေပဲအလုံးလုံးကြတဲ့စေုံကြီးတွေမှာတော့ဂျုံမုံနေရာတောင်မှလူနဲ့မလုံးကြတော့ပါဘူး။လုံမယ်ဆိုရင်လည်းအလေးမမီပြန်ပါဘူး။အဲဒါကြောင့်ဂျုံမုံစီရှာလကာကြီးတကြားစားနေကြီးတို့ကိုသူ့ရဲ့အချိုးစားတိုင်းချင်းကွက်တွေနဲ့ချဲပြီးတော့ဆက်နေပဲတမအောင်ရုံးမွေပေးလိုက်ပါရီ။ကြာရှိကန်ဓာတုပစ္စည်းတွေကိုလည်းဒီချိန်မှာလိုအပ်တဲ့အချိုးစားတိုင်းတခါလေးထည့်ထားရပါရီ။ဒီချိန်ကတော့ပအောင်ရတာမုံထဲဖို့အတွက်ပအဝင်ပစ္စည်းတွေကိုကယူဒီဇိုင်းနဲ့အရေးအတွက်အမှန်ကန်အောင်လို့ထည့်ပေးရပါတယ် အဲဒီနောက်မှာတော့အစီအစံလေးအခွန်မာသီးတွေကိုထည့်ဖို့လိုအပ်တဲ့ထုတ်ကုန်တွေအတွက်တမအောင်နေထားပြီးသားမုံညက်တွေကိုချင်းကွမ်းနဲ့ထည့်ပေးလိုက်ပါရီဆက်နေပဲအရိပစ္စည်းတွေအားလုံးကိုစေးကတ်လာတဲ့အချိန်ကြီးရောက်တဲ့အထိကိုမှုေ့ပေးရပါရီကြီးမားတဲ့မုံညက်ကြီးတစ်ခုရဖို့အတွက်မှုရတဲ့အချိန်က10မိနစ်လောက်ပဲကြာမြင့်တာပါဒီမုံညက်ကြီးတစ်ခုကပေါင်မုံအလုံး6000ဖြစ်ပါရီနောက်ပြီးတော့ပေါင်မုံလေးတွေဖြစ်အောင်လို့လိဖြတ်တာတွေကိုလည်းဆက်နေပဲလုပ်ပါရီ မုံပတ်ကြီးကိုဆက်ထဲထည့်ပြီးတော့အပြင်ထွက်လာအောင်လို့တွန်းပို့တာအပေါက်ကနေဆင်းထွက်လာတဲ့မုံညက်ချောင်းလေးကိုဓားစက်နဲ့လှီးဖြက်လိုက်တဲ့အခါဒီမှာတော့အရွယ်စားမှန်ကနဲ့ပေါင်မုံလုံးလေးကိုရရှိလာပါပြီဒီဆက်နဲ့ဆိုရင်တော့တမနစ်ကိုပေါင်မုံအလုံးပေါင်း192လုံးအထိလှီးဖြက်ပေးနိုင်ပါပြီအဲ့နောက်ဒီမုံလုံးလေးကိုအပေါ်ကနေဂျုံမုံဖြူပေးမဲ့ဆက်ကြီးစီကိုစားအားနဲ့ပဲပြေးလန်းလုပ်ပြီးတော့ပို့ဆောင်လိုက်ပါပြီအဲ့နောက်မှာတော့မုံညက်လုံးလေးကိုအတောင့်လိုချင်အတောင့်အလုံးလိုချင်အလုံးတင့်တော်သလိုဆက်ကြီးရည်နဲ့ပြည့်လုပ်ပါပြီ တမနစ်ကိုပေါင်းပေါင်းအခုရေတောင်းကျော်လောက်အထိပုံသွင်းပြလုပ်နိုင်တဲ့စက်ကြီးတွေကိုအသုံးပြုတာပါ။အဲဒီနောက်မှာတော့ပုံစံကွက်တဲထည့်ပြီးတော့တက်စီးနဲ့အချင်းဖောက်တဲ့စက်ကြီးတွေမှာ၃နာရီကြာအောင်ထည့်ထားရပါပြီ။အချင်းဖောက်လို့ထွက်လာတဲ့ပေါင်းပေါင်းတွေကို၈မိနစ်လောက်လေတလက်ခံပေးရပါပြီ။အဲဒီနောက်မှာတော့ပေါင်းပေါင်းတွေကိုမုန်းဖုတ်စက်ကြီးတွေထည့်ပြီးတော့မုန်းဖုတ်တဲ့လုပ်ငန်းစတင်ပါပြီ။အပူချိန်ကို260ဒီဂရီစင်တီဂရိတ်မှာမှန်နေအောင်ပေးထားရပါပြီ။မြို့ရဲ့အရှိက39မီတာလောက်ထိတောင်ရှိတာကြောင့်ပေါင်းပေါင်းလုံးရေတောင်းချီပြီးတော့ဖုတ်လို့ရနိုင်ပါပြီ။ အဲ့လိုမိနစ်20ကြာအောင်ဖုတ်ပြီးရင်တော့ပေါင်ပေါင်းတွေကရွှေရောင်တန်းလာပြီးစားလို့ရတဲ့အဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အဲ့နောက်မှာတော့မိုးဆစ်ဆက်ကြီးကိုဖျက်တမ်းပြီးတော့ရေခဲတိတားကြီးတွေမှာနှစ်နာရီကြာအောင်အေးခံထားရပါတယ်။အဲဒီကနေထွက်လာရင်တော့မုံသားကမာပြီးတော့ကျစ်သွားခဲ့ပါပြီ။ပေါင်ပေါင်းချယ်လေးရအောင်လှီးဖြတ်တဲ့စတဲ့ကိုဆက်လက်ဖျက်တမ်းစေပါတယ်။နောက်ဆုံးမှာတော့ထုတ်ပိုးခြင်းအဆင့်ကိုဆက်လက်ပြုလုပ်ရုံပဲဖြစ်ကြောင်းပါ။အဆုံးအထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်များ။